်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ထံချင်းကပ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ရာကုတ်အခန်းကြီး၄အငယ်၆ကနေ၁၀ကိုဆင်ကျင်သွားကြပါတယ် ထိုဝိညာဉ်တော်သည်သာ၍များသောခြေဆုကို ပြုတော်မူ၏ထိုတို့နှင့်အညီကျမ်းစာလာသည်က ထောင်တော်ဆော်ကားသောသူတို့ကိုပြန်ခင်စီတားတော်မူ၏စိတ်နှိမ်ချသောသူတို့အားခြေဆုပြုတော်မူ၏ဟု လာသည်ထိုကြောင့်ပြန်ခင်ဤအလိုတော်သို့လိုက်ကြတော့မနက်ကိုစီတားကြတော့တို့ပြုလင်သူသည်တင်တို့ထံကပြေးသွားလိမ့်မည်ပြန်ခင်ထံချင်းကတ်ကြတော့ တို့ပြုလျင်တင်တို့၌ချင်းကတ်တော်မူလိုက်မည်အပြစ်ရှိသောသူတို့တင်တို့လက်ကိုဆင်ကျင်စေကြတော်စိတ်နှခွရှိသောသူတို့တင်တို့စိတ်နှလုံးကိုတန်ရှင်းစေကြတော်စင်ရဲညူညင်ခြင်းစိတ်မသာညှိတွန်းခြင်းငိုကြွေးမိတမ်းခြင်းရှိကြတော်တင်တို့ရဲ့ခြင်းကိုစိတ်မသာညှိတွန်းခြင်းဖြစ်စေကြတော်ဝမ်းမြောက်ခြင်းကိုလည်းဝမ်းနေခြင်းဖြစ်စေကြတော် ပြာသခင်ရှိတော်၌ကိုကိုကိုနှိမ်ချကြတော်သူပြုလင်သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်ပြာသခင်ကိုချင်းကပ်ပါအဲ့ဒါဆိုရင်ပြာသခင်ကချင်းကပ်တော်မူလိမ့်မယ်ဆိုတဲ့ဂတိကအောစရာကောင်းတဲ့ဂတိတစ်ခုပဲဖြစ်တယ်ကျွန်တော်တို့စိတ်လုံးကို ပြာသခင်ဖွင့်ပြတဲ့အခါမှာပြာသခင်ကလည်းဖွင့်ပြတော်မူမှာ ဖြစ်တယ်ကျွန်တော်တို့ပြာသခင်ရဲ့အုပ်ဆိုးမှုကိုဝန်ခံခြင်း နောင်တနဲ့ကြေကွဲတဲ့နှလုံးသားနဲ့သူ့စီကိုလာမယ်ဆိုရင်သူ့ဘက်ကခွန့်လွတ်ခြင်းချစ်ခြင်းတစ္ဆာရှိခြင်းတွေနဲ့လာမှာဖြစ်တယ်။ဒီလိုအပြန်အလှန်ပြောဆိုမှုမှာကျွန်တော်တို့လူအနေနဲ့ဖူလုံဖို့ဒါမှမဟုတ်ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကိုယ့်ဘက်ကလှုပ်ရှားနေရမရှိပါဘူး။ပြန်ခင်ဘက်ကပဲဖူလုံမှုနဲ့ကာကွယ်မှုတွေကိုပေးနိုင်မှာဖြစ်တယ်။ကျွန်တော်တို့ဘက်ကအကူအညီမဲ့နေခြင်းကိုနှိမ့်ချနေခြင်းအပြင်သာပဲကျွန်တော်တို့ဟာ လုံလောက်မှုသာမကပဲနဲ့ကိုရောရဲ့မျက်မှောက်တော်မှာကြွယ်ဝမှုကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်တယ်။ပထမဦးဆုံးအနေနဲ့ဘုရားသခင်စီကိုချစ်ကပ်ပြီးတော့ရရှိတဲ့ဆက်ဆံရေးကိုကျွန်တော်တို့ဘက်ကစတင်တယ်လို့ထင်ရပေမဲ့လည်းလက်တွေ့မှာတော့အဲ့ဒါကဘုရားသခင်ကအစပြုခဲ့တာဖြစ်တယ်။ကျွန်တော်တို့ကကိုရောရဲ့ကမ်းလှမ်းချက်ကိုတုံ့ပြန်ယုံမျှတာဖြစ်တယ်။ဒါကြောင့်ယောဟန်အခန်းကြီး6အငယ်44မှာငါကိုစစ်လွတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျင်အဘယ်သူများငှက်ထံသို့မလာနိုင် လာတော်သူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေတော်မူမယ်လို့ဆိုထားခြင်းပဲဖြစ်တယ်။အကျိန်တော်တော်များများမှာဘုရားသခင်ကသူ့စီကိုချစ်ကပ်လာဖို့အတွက်ကျွန်တော်တို့သူ့ကိုအာယုံစူးဆိုင်မှုရှိလာစေဖို့အတွက်အခြေအနေတွေအမျိုးမျိုးနဲ့အခက်အခဲတွေကိုဘုရားသခင်ကအသုံးပြတတ်ပါတယ်။ဘဝမှာနာကျင်စရာတွေဒါမှမဟုတ် စိတ်ပြက်အားငင်စရာအခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါအမှန်တကယ်ပဲသူ့စီကိုချစ်ကပ်ဖို့သူ့ရဲ့ဖိတ်ခေါ်ချက်ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့အကြီးဆုံးသောကြဆုံမှုတွေနဲ့အပြစ်ပြုမိတဲ့အခါမှာတောင်းပြားသခင်ရဲ့ခွင့်လွတ်မှုကိုရဖို့သူ့စီကိုချစ်ကပ်ပြီးတော့တောင်းခံနိုင်တယ်လို့ခရစ်တော်စီကိုလည်းပို့ဆောင်နိုင်ပါတယ်အဲ့ဒီကနေနှိမ့်ချတဲ့နောင်တစိတ်ထားတွေနဲ့ကျွန်တော်တို့ဘုရားသခင်နဲ့ပုံမူရင်းနှီးတဲ့ဆက်ဆံရေးကိုဝင်ရောက်နိုင်ပါတယ် ကျွန်တော်အတ္တဓာမာဆင်းရဲဒုက္ခတွေဒါမှမဟုတ်ကြာရှုံးမှုတွေကဘုရားသခင်စီကနေဝေးကွာသွားစေနေသလားကျွန်တော်နဲ့သခင်ယေရှုခရစ်တော်ကြောင့်ဝေးကွာသွားဖို့စာတန်ကကျွန်တော်ဘုရားသခင်စီကနေဝေးကွာသွားစေဖို့အဲ့ဒီအခြေအနေတွေကိုအလွဲသုံးစားလုပ်ပါလိမ့်မယ်စာတန်ရန်သူကိုစပွဲမှာအနိုင်မယူပါစေနဲ့ယာကုပ်အခန်းကြီး၄အငယ်ခွန်မှာထို့ကြောင့်ဘုရားသခင်ဤအလိုတော်သို့လိုက်ကြလော့ မနတ်ကိုစီတာကြလော့တို့ပြုလျင်သူသည်တင်တို့ထံကပြေးသွားလိုက်မယ်လို့ဆိုထားပါတယ်ဂျာနာရှင်ချင်ကဲသူအလုံးဖျားသခင်ကိုချီကပ်ပါဆိုတဲ့အတိုင်းချင်းကတ်ခြင်းနဲ့အတူလှုပ်ဆောင်မှုတွေတိုင်းမှာစင်ကြယ်စေဖို့စိတ်တန်ရှင်းစေဖို့ဘုရားသခင်ရှေ့မှာကိုကိုကိုနှိမ်ချကြဖို့နဲ့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုန်းတော်ကို အသက်တာမှာ ချီးမြှောက်သွားဖို့ပဲဖြစ်တယ်။ဘုရားသခင်ကိုချစ်ကပ်တဲ့အခါမှာကတင်ချင်းကအစ အတ္တတာရဲ့လိုအပ်ချက်မှန်သမျှကို အပြည့်အဝရရှိခံစားဖို့ဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးပို့ဆောင်ပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်